ာပါရှင်ရခိုင်ပြည်နယ်အတွက်အမေရိကန်တရုတ်လွန်ဆွဲလာကြမလားဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်တက္ကအခြေဆိုင် North South University ရဲ့ငင်းချမ်းရေးဌာနမှအကြီးတန်းကတိကဖြစ်သူတဦးကရေးသားထားတဲ့ဆောင်းပါးကို The Jakarta Post နဲ့ The Diplomat တို့ကဖော်ပြခဲ့ကြပါတယ်ဆောင်မအစမှာဧပြီလလေကအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးနဲ့ရန်ကုန်ကတန်ယုံယာယီတာဝန်ခံတို့ဓာကာကိုရောက်လာခဲ့ကြတာကိုရေးသားထားပါတယ် အဲ့ဒီခရီးစဉ်ဟာ2024ခုနှစ်ဩဂုတ်လမှာပေါ်ပေါက်လာတဲ့မူဟာမက်ယူနိုဦးဆောင်တဲ့ဂျာပြက်အစိုးရနဲ့အမေရိကန်အစိုးရအကြားအလွန်အရေးပါတဲ့ထိတွေ့မှုတစ်ခုပါယူနိုရဲ့ဂျာပြက်အစိုးရဟာဘူမိနိုင်ငံရေးရဲ့လမ်းကြောင်းအစ်ကိုစတင်ရှာဖွေ ဖော်ထုတ်လာခဲ့ခြင်းဖြစ်ကြောင်းလည်းဖြစ်ပါတယ်နိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးကိုအနောက်အုပ်စုအတွက်တကားဖွင့်ပေးခြင်းနဲ့အကျိုးရှိရာရှိကြောင်းဖြစ်လာမယ်လို့ယုံကြည်လာခဲ့ကြပါတယ် မြန်မာနဲ့ပတ်သက်ပြီးဘလို့အကြောင်းတွေဆွေးနွေးခဲ့တယ်ဆိုတာကိုဘင်္ဂလားဒေ့ရဲ့မီဒီယာများကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိပေမဲ့လေအစ်စ်ခတ်အပ်လာတဲ့အမျိုးသားလူမျိုးရေးအကြံပေးခါလီယာရာမန်ကိုအငင်းပွားပွဲဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်ဖို့ရေးမှာတာဝန်ပေးလာခြင်းနဲ့အရင်မြန်မာနိုင်ငံဆိုင်ရာတပ်အမတ်ဟောင်းဆူဖီယာရာမန်ကိုနိုင်ငံသားရေးဝန်ကြီးဌာနမှာယူနိုရဲ့အထူးအကြံပေးလက်ထောက်အဖြစ်ခတ်အပ်လာခြင်းကလည်းလူမျိုးရေးနဲ့ပတ်သက်တဲ့ဇယားွက်အတွင်း မြန်မာနဲ့အမေရိကန်ကိုအ धिक အခန်းကဏ္ဍကထည့်သွင်းစဉ်းစားလာပြီးဆိုတာကိုသိတာထင်ရှားလာစေခဲ့ပါတယ်။ပြီးခဲ့တဲ့မလမှာကုလသမဂ္ဂအထွေထွေအထွေရေးမှူးချုပ်အန်တိုနီယိုဂူတာရက် ရောက်လာခဲ့ခြင်းကစပြီးကော်ပစာဒုက္ခသည်စခန်းမှာ2018ခုနှစ်ကစပြီးစစ်စင်ရဲရဲနေခဲ့ကြရတဲ့ရိန်ဇာဒုက္ခသည်တိတသမ၄တန်းကို နေရပြန်ပို့နိုင်ရေးဟာအ धिक ကြာလာခဲ့ပါတယ်။အဲ့ဒီကိစ္စအပေါ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကထိတ်တဲအရာရှိကြီးများနဲ့ ဆွေးနွေးကြရကရခိုင်ဒေသတို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နိုင်ရေးကိုအဆင်ပြေချောမွေ့စေရေးဆိုတဲ့မူဝါဒဖတ်ကိုတိတိတသားရွေးလျားလာခဲ့ပါတယ်။အဲ့ဒီအရေးတိတ်ကတဆင်းအစာရေစာငတ်မုတ်ခေါပမှုအခြေအနေနဲ့စာနာရိတ်ခါပြက်လက်နေတဲ့အကြောင်းများပြပြီးအာရခတတ်တော်ထိတ်ချုပ်နေမည်များကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစဉ်ကြံလန်တစ်ခုဖော်ဆောင်ရေးထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကိစ္စအပေါ်မင်္ဂလာရေးရှိလိလသုံးသက်သူတွေက နိုင်ငံတကာဥပဒေများအရတရားဝင်မှုမရှိဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။မြန်မာဘက်ကတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးမရှိဘဲလုပ်မယ်ဆိုရင်ဥပဒေကြောင့်နဲ့တန်တမာရေးပိုင်းမှာဆူဆူရွရွအကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ထောက်ပြခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီးဘင်္ဂလားဒေ့အာဏာပိုင်နေနဲ့အာရခတတ်တော်အကြားမိမိကက်ကက်ဆက်ဆံမှုများရှိလာခဲ့တာကိုတွေ့ရပါတယ်။လေးလာသူများကတော့ဒဇန်ပွဲကိုအကြမ်းပြပြီးအာရခတပ်ဖွဲ့ဝင်များက င်္ဂလာရဲ့ပိုင်နဲ့အတွင်ကျူးကျော်ဝင်ရောက်လာခဲ့မှုကိုကြည့်မယ်ဆိုပါကနေသားဒေတာ မတည်ငြိမ်မှုနဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်မှုများဖြစ်လာနိုင်တယ်လို့ပြောဆိုလာကြပါတယ်။တချို့ကလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်းကြံလမ်းမကြီးဟာတကယ်တမ်းမှာအမေရိကန်ဘက်ကအာရခတက်တော်ကိုထောက်ပံ့ပေးနိုင်မှု ဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။အမေရိကန်ဟာဘာမအပ်အရာလူကိုမထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းလို့ပြောဆိုလာနိုင်ပေမဲ့လည်းဘင်္ဂလားဒေ့ရှ်စစ်တပ်ကပါဝင်လာခြင်းဟာ လုံခြုံရေးရှုထောင့်အရာ ပြောစရာဖြစ်လာနိုင်ပါတယ်။မူအားဖြင့်ဆိုပါကဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာအာရခတပ်တော်ကိုအကူအညီပေးရေးမှာ အရေးပါတဲ့အခမ်းအနားကပါဝင်လာနိုင်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမီဒီယာတွေကအမေရိကနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်တွေအကြားဆက်ဆက်ရေးနှက်ဆိုင်လာနေပြီဆိုတဲ့အပြောများဟာအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးနဲ့ဘင်္ဂလားဒေ့ရှ်စစ်ဖက်အသိုက်အဝန်းအကြားဆက်ဆံလာမှုကိုကြည့်ပြီးယုံထင်ကြောင်ထင်ပြောဆိုနေခြင်းမျိုးသာဖြစ်ပါတယ်။ဒါဟာဒေတာတွင်အမေရိကန်ရဲ့ဩဇာဖြန့်ကျက်လာမှုအဖြစ် မိမောင်းထုတ်ပြနေခြင်းဖြစ်ပေမဲ့လေမြမအရေးမှာတရုတ်ပါဝင်ပတ်သက်လာွယ်ရှိတဲ့အခမ်းကဏ္ဍကြောင့်ထပ်ပေါ်လာမဲ့ဘူမိနိုင်ငံရေးအနေအထားဟာရှုပ်ထွေးလာနိုင်စရာရှိနေပါတယ်။မကြသေးမီကတရုတ်သမ္မတရှီဂျင်ဖင်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးမြမရဲ့အချုပ်အခြာအာဏာနယ်မြေတည်တံ့ပိုင်ခွင့်ကိုထောက်ခံသွားမယ်လို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒါဟာတကယ်လို့အရခတတ်တော်ကစစ်တွေစောက်ဖြူနဲ့မအောင်တို့ကိုတင်ပိုက်ရန်ထိုးစစ်ဆင်လာမယ်ဆိုရင် တရုတ်ဟာစေအုပ်စုဘက်ကရပ်တည်သွားမယ်သဘောလို့လည်းယူဆပါရတယ်။ကျောက်ဖြူဟာယူနန်ကိုတင်ပို့နေတဲ့ဒေါ်လာ1.5ဘီလီယံတန်ကျေးရှိတဲ့ရေနံနဲ့ဓာတ်ငွေပိုက်လိုင်းရဲ့အမှတ်လည်းဖြစ်ပါတယ်။အထူးစီးပွားရေးဆောင်တဲ့ရေနံစိတ်ကမ်းများလည်းရှိနေပါတယ်။ဒါကြောင့်ဘေကျင်းကနေပြီးတော့အပေါ်စီးပွားရေးအရာဩဇာလွှမ်းမိုးထားနိုင်တယ်လို့ဆိုရင်စေတဲ့အကြောင်းအရင်းများလည်းဖြစ်ပါတယ်။စစ်တွေမှာလည်းအိန္ဒိယရဲ့ကလဒန်မြစ်စီမံကိန်းနဲ့အိန္ဒိယရဲ့ကုန်းတွင်းပိတ်အရှေ့မြောက်ဒေသကိုဆက်သွယ်ပေးမယ့်အစီအစဉ်များရှိနေပါတယ်။ ဒါအတွက်ကြောင့်လေတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာကိုလက်မလွတ်နိုင်ဖြစ်နေကြတာကြောင့်နေပြည်တော်ကစေယုစုနဲ့ဆက်ဆံနေကြခြင်းလည်းဖြစ်ပါတယ်။အိန္ဒိယဟာအခုထိဘင်္ဂလားဒေ့ရှ်ကအာရခတပ်တော်ကိုနီနီကပ်ကပ်ဆက်ဆံနေမှုကိုတစုံတရာထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပေမဲ့လေသူတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမှာသာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရစင်းကြံလမ်းမကြီးဆိုတာကိုမြန်မာစေယုစုကသဘောတူမှာမဟုတ်ဆိုတာနဲ့ညှဉ်းဆဲရဖို့ရှိနေပါတယ်။ ဒါအတွက်ရိုဟင်ဂျာတွေဟာတောင်မတီရေမကျအနေအထားနဲ့ဆက်ရှိနေဦးမှာဖြစ်ပြီးသူတို့အားနေရပြန်ဖို့ရည်ရည်ရွယ်စီစဉ်ထားတဲ့ဈင်းကြံလန်းဆိုတာလည်းပြက်ပြားသွားနိုင်ပါတယ်။မင်္ဂလာရီအခြားဖြတ်အစိုးရရဲ့ရခိုင်ပြည်နယ်အရေးမှာတက်တက်ကြွကြွပါဝင်လာမှုမင်္ဂလာရီစစ်တပ်ကအာရခတပ်တော်ကိုပတ်မှုကူညီလာမှုမြမဆေးအုပ်စုကဈင်းကြံလန်းအားစန့်ကျင်လာမှုတရုတ်ကစစ်ကောင်စီကိုအကန့်အသတ်မရှိ ထောက်ခံလာမှုများကိုခြုံငုံကြည့်မယ်ဆိုရင် လာမယ့်လမြအတွင်းအဲ့ဒီဒေတာမှာဘူမိနိုင်ငံရေးရေချိန်မြင့်တက်လာတော့မယ်လို့သုံးသပ်ရမှာပဲဖြစ်ပါတယ်ရှင်။